ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမောင်ထွန်းသူဘာသာပြန်ဆိုရေးသားထားတဲ့ Rosa ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။မူရင်းဝိထုတော်ကတော့ရုရှားစာရေးဆရာ Andra Platonov ရေးသားထားတဲ့ She was Rosa ဆိုတဲ့ဝိထုတော်လေးဖြစ်ပါတယ်။ကျမနဲ့တူနာစင်ခန်းစားကြည့်ပါရှင်ရိုဇာ ချမ်းမတ်များကအကျဉ်းသားအလုံးကိုပိတ်လောင်ပြီးမီးရှို့ပစ်ထားခဲ့သည့် Roslet ထောင်ကြီး၏မြေအောက်အလုံးကမ်းထဲများတွင်ရှိနယ်ရံများပေါ်တွင်ဤမျိုးမျိုးဖြင့်အနှိမ့်ဆက်ညင်ပန်းခံ၍တေကျေပျက်စီးသွားရရှာသောအကျဉ်းသားတချို့ရေးသားထားခဲ့သည်စာတို့စာစာများကိုယနေ့ထိတွေ့မြင်ဖတ်ရှုနိုင်သည် August 18ရက်ကျွန်တော်မွေးနေ့ အထီးကျန်နိုင်ခြင်းနှင့်စာလောင်ခြင်း ပေါမုံလေးတစ်ဖက်နဲ့အရေးကျဲတောက်တောက်ဟင်းချိုကြီးတစ်ခွက်အကောင်းဆုံးအစာအစာမွေသည့်နှစ်1929အထက်ပါစာတန်းသည်အလုံကန်းတခန်းအတွင်ရှိနယံတကူပေါ်မှစာတန်းဖြစ်၏ယင်းစာတန်းအောက်တွင် အခြားတူကရေးခဲ့သော စာကြောင်းကြောင်းရှိသည်ထိုစာကြောင်းသည်အပေါ်မှစာတန်းကိုရေးသားခဲ့သောစီမိုနော့ဆိုသူ၏ကံကြမ္မာကိုဖော်ပြသည်စာကြောင်းမှာ တနက်ဖြန်ပြစ်တက်ခံရသည်ဟူ၍ဖြစ်သည်။နောက်တစ်ခန်းတွင်မှနိုင်ရန်တခုပေါ်ရင်မူအကျဉ်းသားတို့ကသူမိခင်အားရည်စူး၍ရေးခဲ့သောကြပြားတပုံ။တားမောင်ချစ်သောမိမိရဲ့တားအတွက်စိတ်ပန်းပူဆွေးမငိုကြွေးနှင့်မျော်တွေးမှန်းစာမတန်းတာနှင့်တားတို့လျှောက်လှမ်းခရီးလမ်းသည် ကြောက်ဖွယ်လေးလေးရှိပါပြီ။ကြံတန်းခက်တရောထိုလမ်းပေါ်၌အမေသည်လည်းကြားအံ့မထင် ကာယံပိတ်စီတန်နိုင်ကြီးများနန်းစောမှောင်မိုက်အလုံးထောင်အကျဉ်းတိုင်ကြာအလုံးထောင်အကျဉ်းတိုင်များကြာလိုက်ဖို့ရင်မောတင်ငယ်စောနှင့်မျောတာဤရုပ်တွင် ထိုဖြစ်အင်ကိုဖျားသခင်မှတပါအခြားဘသူမှမမြင်တာဤအတွေးရည်ရင် ကြီးမားသောလှိုင်းလုံးတစ်လုံးအတွင်မိမိထံစီစဉ်လျက်အစဉ်တာဤနှလုံးသားမြစ်တာမျက်ရည်များချာ နှင်းမြို့၍သွားကြပြအောက်တွင်ကြပြရှင်ဤနာမည်ရေးမထားရေးเสียရလဲလိုလိမ့်မည်မထင်အဘဲကြောင့်ဆိုသောကြပြရှင်ဤဝိညာဉ်သည်မကြမီသူခန္ဓာကိုမှထွက်ခွာသွားတော်မည်ဖြစ်သောကြောင့်ပင်သည်ယခုဆိုလျင်သူသည်ကျွန်တော်တို့အားလုံးနှင့်ခွဲခွာပြီးထာဝရငြင်းချမ်းသောလောကအတွင်းသို့ဝင်ရောက်သွားခဲ့ပြီမဟုတ်ပါလောထိုခန်းဤတောင်းနှံရန်တနေရာတွင်ဤခန်းထဲ၌ စလော့အကျဉ်းကြားခဲ့သည်ဟူသော စာကြောင်းတစ်ကြောင်းလက်သေးကွန်ဖြင့်ချေ၍ရေးသားခဲ့ခြင်းဖြစ်၏အတူဆုံးအရှင်းဆုံးနှင့်အယိုးဆုံးသောကိုရေးအထုပ်ပတ်တီတစ်ခုပဲသည်တစ်ချိန်သောအခါကစလော့ဟူခေါ်သောလူငယ်တစ်ယောက်သည်ဤခန်းထဲ၌ဒုက္ခဆင်းရဲများကိုခံစားခဲ့ရ၏ထို့နောက်ရော့စလတ်ထောင်ကြီးနောက်ဖက်ရှိလူသက်ကွင်းထဲတွင်တနက်ဖြန်ပြစ်တက်ခြင်းခံခဲ့ရသည် သူ့လောင်းကိုဒက်စီလောင်း၍မိရှို့သည် သူ့အယိုးပြမှတပါအခြားဘာမှမကြံသူ့အယိုးပြတဆုံမှလည်းမြေမှုံများနှင့်ယောဂသူလာခဲ့ရာမြေကြီးအတွင်သို့ဝင်ရောက်ပြောက်ွယ်သွားပြီ slot e စာကြောင်းနောက်တွင်မြေသူမျှမမြင်ဘူးမသိဘူးလိုက်သည့် rosa အမည်ရှိမိန်းကလေးတူဤစကားများကိုတွေ့ရသည်ကျမအသက်ရှင်ကျင်ပါ रे ဘဝသည် သူမဘုံဖြစ်ပါ၏သို့တော်လေကျမနေရမည်မထင်ပါကျမတေးရမည်ဟုပင်ထင်ပါသည် ကျမသည်ရိုစာဖြစ်ပါသည် သူသည်ရိုစာဖြစ်သည် သူ့နာမည်ကိုပင်အပ်တချောင်းသို့မဟုတ်လက်သေးကွန်ဖြင့်နှက်ပြားရောင်ဆေးတုပ်ထားသောနယံပေါ်၌ရေခဲ့ခြင်းဖြစ်သည်ဆိုးဆော့ထိုင်မှန်ပြီးအိုမင်းဟောင်းနှွမ်းလာပြီဖြစ်သောဈေးရောင်မော်တွင်ပင်လေပြင်းများလိုလို တိုင်းပြည်ပုံများလိုလိုထင်နေသောအစွန်ထင်နှင့်အကွက်များရှိသည် ထိုအကွက်များသည် နိုင်ရန်ကိုတွေ့ဝေငိမ့်မော့ခဲ့သောအကျဉ်းသားများ၏စိတ်ကူးရင်အိမ်မက်ထဲ၌သူတို့၏လွမြောက်ရာနေမြေများဖြစ်ကောင်းဖြစ်ခဲ့ပေလိမ့်မည်။ရိုဇာမြေရှိ၏မျိုးသမီးသည်မြည်သူနီ။သူအခုဘယ်ရောက်နေသနီ။သူ့ဝိညာဉ်သည် သူလဲကြသည်ဆုံးရာဤအကျဉ်းတော်တွင်၌ပင်တဝဲလေလေဖြစ်နေသလား။သူရီမဟုတ် သူ့ကံကြမ္မာကခွင့်ပြုလိုက်သည်ဖြင့်သူနိုင်ငံမြေပေါ်၌အသက်ရှင်လျက်သွာလာလှုပ်ရှားနေစေလား။ ကျွန်တော်တို့နဲ့အတူတူနေပြီးသူကိုယ်တိုင်ကဒုက္ခဘုံဟုခေါ်ဆိုခဲ့တော့သူ့ဘဝကြီးအရာသာကိုဆက်လက်ခံစား၍နေလေရောသလား slot ဆိုသည့်လူကကောမြည်သူနီသူဤထောင်၌နေခဲ့ရသည်ဟုသာမှတ်တမ်းတင်ခဲ့သည် သူ့အကြောင်းပို၍သိစရာ တခြားဘာသာမှရေးမထားခဲ့ slot ဤဘဝအကြောင်းကို သိနိုင်သည့်တဲလွန်စာ ကျွန်တော်တို့ရှာသည် မရသို့တော်လည်း ရိုစာ၏အကြောင်းကိုမူကားကျွန်တော်တို့ကြားလာသိလာရ၏ထောင်တွင်း၌ဖြစ်တော်ဖြစ်ခဲ့အသက်ရှင်၍ကြံခဲ့ကြသောသူရဲကောင်းတစုကြားတွင် ရိုစာကို အာဇာနည်သူရဲကောင်းတဦးအဖြစ်အတိအမှတ်ပြုရမလိုပင်ဖြစ်၏ရိုစာ၏ကံကြမ္မာသည်အရေအတွက်အဖြစ်အလွန်နည်းသော အသက်ရှင်ကြံခဲ့သူများဖို့အံ့ဩ၍မဆုံးနိုင်အောင်ဖြစ်ခဲ့ရသည်ဟုဆိုသည်တနက်ဖြန်ပြစ်ခတ်ရန် ထုတ်သွားခြင်းခံရသည့်အကျဉ်းသားများသည် ်ရိုစာ၏အဖြစ်ကိုတရေရကရိုစာလိုပင်ကံကောင်းလျင်ကံကောင်းလိမ့်မည်ဟူသောအတွေ့အမျိုးဖြင့်စိတ်သက်သာမှုကိုပင်ရခဲ့ကြသည်ဟုပြောကြလေသည်တနေ့တွင် ရိုစာအားအခြားအကျဉ်းသားများနှင့်အတူတနက်ဖြန်ပြစ်တက်ရန်ဂျာမန်များကထုတ်လာခဲ့ကြ၏လူသက်တဆူကတနက်များဖြင့်ပြစ်ခတ်လိုက်သောအခါရိုစာသည် အခြားအကျဉ်းသားများနှင့်အတူမြေပေါ်သို့လဲကျသွားခဲ့သည်သို့တော်လည်း အသက်မတည်သေးပဲလဲကျသွားခဲ့ခြင်းဖြစ်သည် သူကိုခန္ဓာသည် အခြားအလောင်းများအောင်နိုင်ပြီးနေသည် ထို့နောက်ဂျာမန်များက အလောင်းပုံကြီး၏ဘေးပပတ်လဲတွင် ကောက်ရိုးများပုံ၍ဓာတ်စီဖြန်ကမိတင်ရှုသည်ထို့အခါကျတော့လေရိုစာသည် အသက်ရှင်လျက်ပင်ကျန်ခဲ့သေးသည်တနက်များဖြင့်အပြစ်ခံခဲ့ရစဉ်ကကြည်စံ2000သည်ရိုစာ၏အရေးပြားကိုသာ ဖောက်ထွင်းသွားခဲ့၏ မိရှုခံရပြန်တော့လေအခြားအလောင်းများအောင်ရောက်နေသည့်သူကိုမိမဆွဲခဲ့ချေသူတရေရလာသည့်အခါအလောင်းပုံအောင်မှတွား၍ထွက်သည်မောင်ကြီးမဲကြီးတဲတွင် စန္ဒဝါဝဖြင့်ခဲရင်ပင်မန်းစွာရှောက်သွားသည်ပြီးတော့ဘုံနံကြောင့်ပြိုကျနေသည့်ထောင်နေရန်အပြည့်အစည်းများကြမှအပြင်လောကသို့တိုးထွက်သွားခဲ့လေသည်သို့တော်လေမြို့ရဲရောက်သွားသောရိုစာအား ထိုနေ့မှာဂျာမန်များက ပြန်၍ဖမ်းဆီးသွားကြပြီးအကျဉ်းဆောင်သို့ပြန်ပို့သည်။ဤသို့ဖြင့်ရိုဆာသည် ရော့စလက်ထောင်ကြီးထဲသို့ပြန်ရောက်ခါတေမီးရက်ကိုဒုတိယအကြိမ်စောင့်မျှော်နေရပြန်လေသည်။ရိုဆာကိုမြင်ခဲ့ဘူးသူများက"သူမသည်မင်းမချော်လေးတူဖြစ်သည်"ဟုပြောကြသည်။အင်ကိုလွမ်းနေကြသူများနှင့်မိမိတို့ခံစားနေကြရသည့်ဆင်းရဲဒုက္ခများကြောင့်မရွှင်မလန်းဖြစ်နေကြသူများသည် ချစ်စရာကောင်းသော ရိုဆာကိုမြင်ရလျင်စိတ်သက်သာရရကြသည်ကြည်နူးကြရသည် ရိုဆာ၏နှမောင်သောစပယ်များသည်နုညံ့လာသည်ကလေးဆန်လာသောအညိုရောင်မျက်လုံးအစုံ သူ့စိတ်ရိုသားဖြူစင်မှုကိုဖော်ပြနေကြသည် သူ့မျက်နှာသည် ချိုသားတိမ်မွေးသည်ထောင်တွင်ဒုက္ခများနှင့်အစာရေစာများဝါအောင်မစားရသည့်ဓာတ်များကြောင့်ဖောတော့တော့ဖြစ်နေတော်လေ ၊နှူးညံ့မှု၊တိမ်မွေးမှုနဲ့ရိုးသားဖြူစင်မှုများမှပျောက်မသွားချေ။ကိုလုံးကိုရဲမှ တွေ့လျားလျားပင်ပါပါ။သို့တော်လေယောက်ျားလေးတယောက်တစ်ဖွဲ ကြည်ကြည်လေးလေးရှိသည်။သူ့လက်များသည်ကျွမ်းကျင်လိမ်မာသည်။အချုပ်လောက်ကောင်းကောင်းတက်သည်။ရဲ့စည်ပညာရှင်တဦးအဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ဘူးသည်။ယခုကြတော့လေသူသည်ဆိုဝါလာတိကံကြမ္မာဤတံကိုခန္နေယုံမှတပါအခြားလုတ်เสียပါများမရှိ။ သူသက်မှာ19နှစ်များသာရှိသေးသည်အငင်းပန်နှိပ်ဆက်ကို ပြင်းစွာခံနေရတော့လေသူမျက်နှာတွင် အိုစာကျသွားသည့်အရေးလက္ခဏာများကိုမမြင်ရအဘဲကြောင့်ဟူမူအသက်ရှင်လို့စိတ်ဖြင့်သူရင်ဆိုင်နေရသည့်ဆင်းရဲဒုက္ခအပေါင်းကိုကြံ့ကြံ့ခံကတွန်းလှန်နေခြင်းကြောင့်ဖြစ်ပေသည်ရိုစာသည် ရော့စလက်ထောင်တွင်၌ဒုတိယအကြိမ်တင်မင်းနှင့်ရင်ဆိုင်နေရပြန်လေပြီသို့တော်လေတည်ခြင်းတရားသည် သူ့ပေါ်သို့ကြားရောက်မလာချေ ဂျာမန်များက ရိုဆာကို အသက်မှလွန်ငင်းချမ်းသာခွင့်ပေးလိုက်ကြသည်လူတယောက်ကိုတက်ရ၌တချိန်တက်၍မသေးပါကနောက်ထပ်ထိုလူအပေါ်၌တက်ပိုင်ခွင့်မရှိဟုဂျာမန်များကယူဆကြသည် အသက်ကိုတက်ပိုင်ခွင့်မရှိတော့ပါမူထိုလူဤဘဝသည်ဂျာမန်များအတွက်စိတ်ဝင်စားစရာရှိပါအောင်မည်လော အကျိုးအမြတ်ရစရာရှိပါအောင်မည်လော သို့ဆိုလျင်တက်ရခတ်လောက်အောင်တည်နိုင်ခဲ့လာသည်လို့အားရှင်လျက်နှင့်တည်သူအဖြစ်ရောက်အောင်လုပ်ပေးရလျင်မကောင်းပေဘူးလားဤသို့ဖြင့်ရူဆာအားနောက်တဖန် စစ်ဆေးရန်ဟူသောအကြောင်းပြချက်ဖြင့်စစ်ဆေးရာရှိရှေးမောက်သို့ခေါ်လာသည်စစ်ဆေးရာရှိကရူဆာသည် ရော့စလက်မျိုးနှင့်ပတ်သက်၍သူတို့သည်သည်များအချက်လက်များကိုသိနေသည်ဟု၎င်းရုရှားနိုင်ငံနှင့်ပတ်သက်၍သူတို့သည်သည်တိထိုက်တာမှန်သည်များကိုသိနေသည်ဟု၎င်းယူဆသည် အမှန်တော့ရိုစာသည် အရာရာတိုင်းမသိသူသည်သမျှတို့ကိုလည်းမပြောပြနိုင် ထိုအခါရိုစာသည်စစ်စေးရာရှိကတိုက်သောမြို့နှင့်ဘီယာကိုတောက်ရသည်စစ်စေးရာရှိကကြွေးသောပူပူနွေနွေဝတ်ဥချောင်းကျော်ကိုစားရသည် စစ်စေးရာရှိကပေးသောဝတ်စုံသစ်ကိုဝေ့ကြရသည်ဤအခံပွဲတွင် စစ်စေးရာရှိညွှန်ကြားသည့်အတိုင်းလိုင်းနာဆောင်ရွက်ပေးနေသူများမှအကျဉ်းသားများကား အခြားကဘာမှအရှင်သခင်များဟုအမည်ပေးထားသည်သူတပည့်လက်ထောင်များဖြစ်ပေသည်။ရှေးဦးစွာတဲပြေထထသောဘီယာတပလင်းယူလာပြီး ရိုစာ၏ရင်သားများနှင့်ဝမ်ပိုက်ကိုပတ်စိတ်တိုက်၍ရိုက်သည်။ဤနည်းဖြင့်ရိုစာ၏အနာဂတ်ဘဝတွင် မိခင်လောင်းဖြစ်နိုင်သည့်အလားအလာများနှင့်အခြေအနေရရက်ကိုဖျက်ဆီးပြလိုက်ကြသည်။ထို့နောက်ရိုစာ၏တကူလုံးကိုတတ်တူပိုင်လုံးဖြင့်နေရအနှံ့ရိုက်ပြန်သည်။ ထိုအခါရိုစာသည်သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြစ်ကာအသက်မြင့်မြင့်ကလေးသာ ရှူရှိုက်နေနိုင်သည့်အဖြစ်သို့ဆိုက်ရောက်သွားခဲ့သည်ထိုနောက်ရိုစာသည်ဝိစုံသည့်တစ်ခုဝစ်စင်ကြည်ရသည် သူတကိုယ်လုံးကိုဝါယာကြိုးများဖြင့်တင်းကျက်စွာအထက်ထက်ရစ်ပတ်ချီနှောင်ခြင်းခံရသည် တင်းကျက်လွန်သည့်ဖြင့်ဝါယာကြိုးများသည် ရိုစာ၏အသားများအတွင်သို့နှစ်ဝင်ကာအယိုးများကိုပင်ထိနေသည်ရိုစာ၏တကိုယ်လုံးသွေးလိမ့်လိမ့်ဖြစ်ကာမြင်ရက်ကြည့်ရစရာပင်မရှိ သွေးများသည်ချွေးများဖြင့်ယောဂါတကိုယ်လုံးရွှဲရွှဲဆိုလျက်ရှိသည် ထိုအခါကျမပင်ရိုစာအားသဲမကအလုံးကန်းတစ်ခန်းအတွင်ရှိတမန်တလင်းပေါ်သို့ပစ်ချထားလိုက်ကြသည်ရိုစာကိုအိတ်ခံလိုက်ရသဖြင့်စစ်စေးအရာရှိနှင့်တခြားကဘာမှအရှင်သခင်များဖြစ်ကြသော သူတပည့်အာနာဘကွက်သားများသည်များစွာပင်ပန်းနွမ်းနေကြရကုန်လေသည်ဤလောကိစာများပြီးစီးသွားသည်နောက်ဂျာမန်များအတွက်ဘာလို့ဆရာကျမ်းပါသေးသည်တည်း အသက်ရှင်နေသေးသောအီရရှာမျိုးသမီးလေးကိုသူတို့လက်ထဲထိမ့်သိမ်းထားနေ၍မဖြစ်တော့သူကိုချက်ချင်းတက်ပြင်းမည်ဆိုပါကတက်ပြင်းနိုင်၏သို့တော်လည်းတင်းနေသူတို့အားထက်မှန်၍တက်เสียလိုပါသေး၏လောရိုစာမြေရှိအီရရှာအမျိုးသမီးကလေးအသက်ရှင်ရည်သည့်စစ်စေးရရှိဖို့သူ့တေးရရှင်ရည်သည်။ ECGE အနက်အဓိပ္ပာယ်ဂျာမန်ဖက်ဆစ်တို့၏တကူအာဏာပမာဏနှင့် လူသားများအတွက်ဂျာမန်တို့ချမှတ်ထားသော စနစ်ကြီး၏တရုတ်သကံကိုဖော်ပြနေသည့်ပြဿနာတရက်ဖြစ်လာချေတော်မူ။ဤမြေပေါ်မှဂျာမန်စစ်သားအများပြားရောက်ရှိနေခြင်းသည် ကောင်းကျိုးအတွက်ဖြစ်သည်ဟူသောစကားသည်မှန်ကန်ပါ ਉ မည်လော။ရော့စလက်ထောင်တွင်မှဂျာမန်စစ်ဆေးရရှိသည့်ဤပြဿနာကိုအကြိမ်ကြိမ်ထက်ထက်စဉ်းစားသည် ဤပြဒနာအတွက်သူ့မှာအခိုက်အတန့်များပျော်ရွှင်မှုစိတ်သုံးသွားရသည် ထို့နောက်ဟန်ဆိုသူကိုခေါ်ခိုင်းသည်ဟန်မှာ စစ်ကြီးမပြီးမီကလေးကရုရှားနိုင်ငံတွင်၌နေထိုင်ခဲ့သူဖြစ်ပြီးရုရှားလူမျိုးများ၏အကြောင်းကိုနှောကြေအောင်နားလည်သူဖြစ်သည်ပြီးတော့လေဟန်စ်သည်အမေတခုပေးလိုက်လျင်အကောင်းဆုံးနီလန်းကို သူစင်စားသည်ရိုဆာအားလူများမြင်သားအောင်ပြ၍ဤမျိုးနှင့်ဤနေတဝိုင်းမှလူများကား မိမိတို့ကြောက်ရွံ့ခံရလောက်အောင် လုပ်မည်ဖြစ်သည်ထိုစိတ်ကူအတိုင်းလုပ်မည်ဆိုပါက ရိုစာအားရှင်လျက်နှင့်တည်သူတူဖြစ်သောဘဝပြောင်းသွားစေတဲ့သည် ဟုသူထင်သည်တကယ်တော့လူသည်အလောင်းကောင်းသည် လူများကို ကြောက်ရွံ့ခံရအောင်မလုပ်နိုင်တပြေလိုက်၍တည်သွားပြီဆိုပါက ထိုလူသည်ကောင်းကို လူများကကြည်ကမိမိတို့ဂျာမန်များအားကြောက်ရွံ့ခံရပါမည်လောပဲနည်းနဲ့မျှမဖြစ်နိုင် လူသေးကောင်ပေါ်တွင် လူများကတနာခိယူနာတက်ခါဂျာမန်များပေါ်အမုံသာပွာလာစရာရှိသည် ကျွန်တော်တို့သူ့ကိုအရှင်တဝက်အသေးတဝက်ဖြစ်သွားအောင်လှုပ်ချင်တာပဲမဟုတ်လားဟိုဟန်စ်ကမေးသည်ကျွန်တော်သူ့ကိုစိတ်တဝက်တည်သွားအောင်လှုပ်ပေးလိုက်မယ်လေသူ့ကောင်ကအယိုးနဲ့ဆိုင်တဲ့ကိစ္စပါဟန်စ်ကသူ့ကောင်တနေရာကိုလက်ညှိုးနှင့်ထောက်ပြပြီးပြောသည် ကျွန်တော်မွေးစားကလေးတွေရဲ့ငယ်တဲ့ကိုလက်နဲ့နှိပ်ပြီးပြုပြင်ပေးဖို့ပါတယ် ဒါပေမဲ့အခုရိုဆာကတော့လက်နဲ့ပြုတ်ပြင်လို့ရမှာမဟုတ်ဘူး။ကျွန်တော်လက်ထဲမှာခက်သေးသေးခက်မှမှအရာဝတ္ထုတစ်ခုကင်ထားဖို့တော့လိုလိမ့်မယ်။သူတည်သွားမှာပေါ့။မတည်ပါဘူး။ဟိုဟန်စကအာမခန်သည်။ကျွန်တော်ကျွမ်းကျင်တဲ့လို့ပါ။သူမတည်စေရပါဘူး။ထို့အခါစစ်စေးရာရှိကဟန်စအာသူတင်ပြတဲ့အတိုင်းလှုပ်တော်မီဟိုအမိန်ပေးလိုက်လေသည်။နောက်တနေ့မနက်တွင် ရိုဆာအာထောင်မှလှုပ်ပေးလိုက်သည်။ ရိုစာ၏အဝေးစားများမှဆုပ်ဆုပ်ပြက်ပြက်ထောင်ထဲရောက်စားပထမဆုံးအကြိမ်အရိုက်ခံခဲ့ရစဉ်ကဆုပ်ဆုပ်ပြက်ပြက်ဖြစ်သွားခဲ့ရသောအဝေးစားဟောင်းများခြေထောက်တွင်ဖနက်မပါဖနက်များမှထောင်စတိုကန်းထဲ၌ဆုံးသွားခဲ့ရပြီ အချိန်ကຫນွေဦးပေါရသည်သို့တော်လည်းရိုစာသည် ထိုရသည်ဤအေးချမ်းတာယာမှုကို ခံစားရကောင်းမှမသိသူသည်ရော့စလက်မြို့တွင်ရှိလမ်းများပေါ်တွင် တလန်းဝင်တလန်းထွက်လျှောက်သွားလျက်ရှိသည်သူ၏လှပသောမျက်နှာပေါ်တွင် ချမ်းသာဒုက္ခနှင့်ပြည့်စုံသောရှက်ပြုံးကလေးထင်ဟန်နေသည် သူကြီးမှာမှုံမှိုင်းယူဝေလျက်ရှိသည် လောကကြီးကို ဥပခါပြုသည့်သဘောပါလျက်ရှိသည် သူမျက်လုံးများသည်တလောကလုံးကိုအိတ်ချင်မူသူအကြည့်မျိုးဖြင့်ကြည်နေခြင်းရိုစာသည် အရာရာတိုင်းကိုအရင်အရင်ကမြင်သလိုပဲမြင်သည်။မြေကြီးများအိမ်များနှင့် လူများ သို့တော်လဲသူမျက်စိဖြင့်မြင်နေသည်။အရာအလုံးကို သူနားလဲနိုင်စွမ်းမရှိ သူမြင်နေသည်။အရာအလုံးကို ကြောက်စိတ်လွှမ်းနေသောနှလုံးသားဖြင့်သာကြည်လျက်ရှိလေသည်ရိုစာ၏ပုံမှန်မှာအိမ်မက်ရှိကြီးတစ်ခုမှတ်နေသည်နှင့်ရှိသည်ဝိုးရဝဖြစ်နေသော သူ့မှညံထဲတွင် အရာရာတိုင်းသည်မရေရာ အရာရာတိုင်းသည်ကြောက်စရာမဟုတ် အရာရာတိုင်းကိုသဘောပေါက်နားလည်သလိုလိုတော့ရှိ၏ထိုချိန်မျိုးတွင် ရိုစာသည် လူတိုင်းနှင့်အရာရာတိုင်းကိုပြုံးရယ်၍နှုတ်ဆက်သည်သူအတိညာကို နိုးထလာစေခြင်းသောဆန္ဒဖြင့်သူလက်သူချေသူပစက်များကိုလှုပ်ချည်သည်ပြီးတော့ပြေးချည်သည် သို့တော်လည်းအိမ်မက်ကတော့သူနှင့်ထက်ကြမကွာလိုက်နေစေ တောင်တင်းမှကြော်လျက်ရှိသော စိတ်ကလည်းနိုးကြွရှင်သန်လာခြင်းမရှိရိုစာသည် ထူဆန်းသောအိမ်တွင်အတွင်သို့ဝင်သည်အကောင်းဆုံးသော အခန်းတစ်ခန်းအတွင်ရှိ မေရောမာရီရုတ်တုရှိ၌ထိုင်၍ဝေပြူနေသော အဖွားဟိုတူကိုတွေ့သည် ရိုစာဘမလည်းဟိုရိုစာကမေးသည် သူကိုယ်သူဘသူဘဝမှန်မသိဖြစ်နေသော ရိုစာသည် အသက်ရှင်နေသော ရိုစာကိုမြင်တွေ့လိုက်ရသည်ဘာရိုစာလဲဟဲ့ဟိုအဖွားဟိုကမေးသည် ရိုစာဆိုတာသူ့ပေါ့ဟိုရိုစာကအလွန်သိမ့်မွေ့နုညံ့သောလေးတန်းဖြင့်ရည်ရွယ်သည်အဖွားဟိုကသူ့မျက်နှာကိုဖြတ်ခနဲမော်ချည်သည် ရိုဆာဆိုတာဒီမှာမရှိဘူးညီရိုဆာကိုဂျာမန်တွေစီတွားမေးပေါ့ဤဒီကောင်တွေစီမှာသူတို့ဖမ်းထားတဲ့လူတွေအားလုံးနဲ့ပတ်သက်တဲ့တကောင်စင်းရှိနေတာပဲရှင်တော်တော်ဆိုတာပဲအလကားနေရင်စိတ်တုံနေတယ်ရိုဆာကပြစ်တင်သည်ရိုဆာမသိဘူးသူ့အခုလက်ခွင်းထဲတွေထဲရှောက်သွားနေတယ်မကြခင်ဒီကို ပြန်လာမှာပါအဖွားဟိုကအဝယ်စားဆုပ်ဆုပ်ပြက်ပြက်ပြပေးရည်နဲ့ လူလုံးမလဖြစ်နေသောရိုစာကို အနားသို့ကဲ့၍ကြည့်သည်လာလာဒီမှာထိုင်အဖွားနဲ့လာထိုင်လေရိုစာကဝင်ထိုင်သည် အဖွားဟိုကရိုစာအနီးသို့လာ၍အဝတ်များကိုကင်ကြည့်သည်ဖြစ်မှဖြစ်ရလေတရောင်စာမကလေးပါလားတနာစရာကွယ်ဟိုအဖွားဟိုကရေရွတ်ပြီးမျက်ရည်ကျသည် သူမျက်ရည်ကျခြင်းမှာသူ့အကြောင်းနဲ့သူဖြစ်သည် အဖွားကိုခမားမှာလဲဝမ်းနေစရာအကြောင်းရှိသည်ရိုစာကိုမြင်တော့ထိုဝမ်းနေစရာကိုတရေရပြီးမျက်ရည်ကျခြင်းအဖွားကိုကရိုစာ၏ကိုပေါ်မှအဝတ်များကိုချုပ်ပေးပြီးထောင်ထဲမှပြကြံလာသည့်အညစ်အကြေးများကို စေကြောတန်ဆင်ပေးသည်တန်ရာများကို ပတ်တီးစီပေးသည် ထို့နောက်သူငယ်စဉ်ကဝတ်ခဲ့သောအဝတ်ဟောင်းတစ်စုံကိုပေးသည် သူတွင်ရှိနေသည့်အစားအစာများထဲမှအကောင်းဆုံးများကိုခြားကျွေးသည် ရိုဆာသည်အဖွားအိုပြုစုသည်များကိုတာယာပုံမရထိုနေ့ညနေခင်းတွင် ကျင်နာသနာရက်သောအဖွားအိုအိမ်မှရိုဆာထွက်သွားသည်သူသည်ရော့စလန်မြို့စွန်ထီရှောက်သွားပြီးထွက်ပေါက်ရှာမတွေ့သဖြင့်ပြန်လှည့်လာကမြို့ရင်းရှိလမ်းမများပေါ်တလဲလဲဖြစ်နေပြန်သည် ထိုညတွင်ဂျာမန်ကင်းလှည့်တစုကရိုဆာဖမ်း၍တက်ခွဲမှုယုံသူပို့သည်ရိုဆာကိုစစ်ဆေးမေးမြန်းကြသည် နောက်တနေ့မနေ့တွင်ရိုစာ၏ကိုပေါ်မှလှပသောအဝတ်နှင့်ပတ်တူဖနက်များကိုချွတ်ယူထားလိုက်ပြီးပြန်လွှတ်လိုက်သည်ရိုစာ၏ကိုပေါ်တွင် အခြားအကျဉ်းသားတို့ထံမှချွတ်ယူထားသောအဝတ်နှဟောင်းတစ်ထည်ဝတ်ပေးလိုက်ကြသည်ရိုစာအားမြည်သူကအစာကျွေး၍မြည်သူကအဝတ်ပေးလိုက်သည်ကိုသူတို့မေး၍မရရိုစာကလည်းပြောမပြတဲ့နောက်တနေ့နေခင်တွင်ရိုစာကို တက်ခွဲမှုယုံသို့ခေါ်လာခဲ့ကြပြန်သည် ယခုတစ်ချိန်တွင်မူရိုဆာသည်ကဝင်းကြီးတစ်ထဲဝတ်ထားသည်ခေါင်းတွင်ဘဝတစ်ထဲစီထားသည်ယခုအစားအသောက်ဝဝလင်လင်စားတော့ခဲရပုံလဲရသည် သူမျက်နှာသည်မနေ့ကထပ်ပင် ပို၍လန်းဆန်းလျက်ရှိသည်ယခုအချိန်ထိအသက်နှင့်ကိုမြဲနေကြသေးသော ရိုဆာကိုမျိုးသူမျိုးသားများသည်ချစ်ခင်တွေ့တာနေကြသည်မှလည်းထင်ရှားနေသည်တယုတရနှင့်ကြွေမွေးဆောင်ရှောက်နေသည်မှလည်းထင်ရှားနေသည် တကယ်တော့ရိုစာသည်အဖိနှိတ်ခံများအတွက် သူရဲကောင်းမင်းဖြစ်နေသည်ရိုစာကတော့ဒါတွေကိုနားလည်သည်မဟုတ် သူဆန္ဒမှာဤမျိုး၏အပြင်သို့ထွက်သွားရန်သာဖြစ်သည်ဤမျိုးမှပို၍ဝေးကွာသောနေရာသို့အပီးပိုင်းထွက်ခွာသွားရန်သာဖြစ်သည် သူသွားလိုသောနေရာသည် သူမြင်နေရသည်ကောင်းငင်ပြပြအတွင်း၌ရှိနေလေသလားထိုနေရာသည်တန်ရှင်သည် စင်ကြယ်သည်ကြဲကြဲပြန့်ပြန့်ရှိသည် သူ့ရှေ့တွင်မူမဆုံးနိုင်သောခီးရှိကြီးတစ်ခုသူခဲရင်ပင်မစွာစဉ်စားနေရသောရိုဆာသူတဒန်းတာတာဖြစ်နေသော ရိုဆာရိုဆာသည် သူ့ရှေ့မှရှောက်သွားလျက်ရှိသည်ဟုထင်၏ရိုဆာကပင် သူ့ရခင်နေထိုင်ခဲ့ဘူးသောနေရာသို့ခေါ်သွားလိမ့်မလားထိုနေရာသည်နောက်ကျရှုပ်ထွေးလျက်ရှိသော သူ့ဦးကောင်ကြည်ကြည်လင်းလင်းပြန်ဖြစ်သွားမည်နေရာသူတည်ကျွမ်းခင်မင်းခဲ့ဘူးသူများနေထိုင်လျက်ရှိသည့်နေရာ။ အခုဆိုရင် သူသည်သူတို့တွေနဲ့ကင်းကွာနေရသည် သူတို့ကိုမှတ်မှမှတ်မိပါအောင်တော့မလားရိုစာသည်လေခွင်းများစီတို့သွားတော်လန်းကိုမမှတ်မီထို့ကြောင့်သူတို့ကိုလေခွင်းများရှိရာသို့ပို့ပေးပါဟုလမ်းသွားလမ်းလာများအားအတနာခံသည်သို့တော်လည်းလမ်းသွားလမ်းလာများကသူတို့အိမ်များစီတို့ခေါ်သွားကြပြီးအစာကျွေးသည်တယုတရာပြုစုသည်အိတ်ဆက်နာနေခိုင်းသည် ရိုဆာကလည်းလူရားဤစကားကိုနားထောင်သည် လိုင်နာသည် ခိုင်းသည့်အတိုင်းလုပ်သည် ထို့နောက်သူကိုကျဲဝန်ပြန်ပြူသောလက်ကွင်းများစီသို့ပို့ပေးပါဟုပြောသည်တငယ်လေးတို့ကရိုဆာပြောသည့်အတိုင်းလုပ်ပေးသည်တငယ်ကရိုဆာ၏လက်ကိုဆွဲ၍အဝေးပြေးကားလမ်းမကြီးပြတစ်လျှောက်ရှိလက်ကွင်းများစီသို့ပို့ပေးသည်ထိုနေရာမှစ၍ရိုဆာသည်တယောက်တည်းဆက်လျှောက်လာခဲ့သည်။ဤသို့ဖြင့်ရိုဆာသည် လမ်းမကြီးဘေးတနေရာရှိဂျာမန်စစ်သား၂ယောက်ရပ်နေသောကင်တက်သို့ရောက်သွားသည်သူသည်စစ်သား၂ယောက်ရှေ့တွင်ရပ်လိုက်သည်ဒီမဲဟမ်စ်ရှင်ကျမကိုနောက်တစ်ကြိမ်ထပ်ပြီးတောင်းမလို့လိုက်ဟိုရိုစာကမေးသည်အယူမှာဟိုဂျာမန်စစ်သားတို့ကရုရှားဘာသာစကားဖြင့်ဩသည်နောက်တစ်ဦးကရိုစာ၏ကြောကိုတနတ်တင်ဖြင့်ဆောင်းသည် ရိုစာသည်ကြောက်လန့်တကြားဖြစ်ကသူတို့ရှေ့မှတဟုံတို့ထွက်ပြေးသည် လေကွင်းများပေါ်ရှိတစ်ပင်ကြီးများနှင့်ခြုံပင်ခြုံရွယ်များကြားတိုင်းမယံမနာထွက်ပြေးသည်ဂျာမန်စစ်သားနှစ်ယောက်သည်ရိုစာထွက်ပြေးရာဘက်သို့မျက်ခြေမပြတ်လိုက်ကြည့်နေကြ၏မိုင်းများမြုပ်ထားသည့်မြေပေါ်၌အမော်တော်ပြေးလွှားနေသည့်ရိုစာကိုကြည့်ကအံ့အားတင်နေကြသည်ထိုတခဏအတွင်းမှာပင်အုံငနယ်ပောက်ကွဲတန်ကြီးတစ်ချက်ကိုကြားလိုက်ကြရပြီး ကောင်းငင်စီတို့ပွင့်ကန်ထွက်လာသောမြေဆိုင်မြေခဲများကိုမြင်လိုက်ကြရလေ၏ ဝေမဂဇင်း1986ဇွန်လထုတ်တွင် ပါရှိသည်နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audiobook မှာ ပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်